ဆိုင်ရနေနိုင်ငံတော်အဆင့်အရလေ AI နဲ့ပတ်သက်တဲ့ကော်မတီတွေအကောင်စီတွေအဖွဲ့အစည်းတွေဖွဲ့ပြီးတော့လုပ်ဆောင်ရနေပါတယ်အဲဒီဆောင်ရတဲ့ထဲမှာလည်းကျွန်တော်တို့လိုအသင်းဖွဲ့တွေကထည့်သွင်းပြီးတော့ပေါအောင်ဖွဲ့သေးပြီးတော့ဆောင်ရနေရှိပါတယ်ကျွန်တော်တို့အသင်းအနေနဲ့လည်းဒီ AI နဲ့ပတ်သက်ပြီးတော့ကြာခင်မှာဒီအဓိကကတော့ကျွန်တော်တို့ကသင်တန်းတွေပေါ့နော်ဒါကျွန်တော်တို့သင်ရဖွင့်လှစ်သွားမယ်သင်တန်းတွေအားလုံးကကျွန်တော်တို့ကအဓိကကတော့အခမဲ့ညီပါပေါ့နော်အခမဲ့ဖြစ်အောင်ကျွန်တော်တို့စီစဉ်ထားပါတယ်အဓိကကတော့အားလုံးတက်နိုင်တဲ့ရွေးချယ်ကျွန်တော်တို့အခမဲ့လုပ်ထားဖြစ်ပါတယ်အဓိကကတော့ AI ရဲ့ ကျွမ်းကျင်မှု scale ထက်ပေါ့နော် scale ရောနောက် AI ကိုဘယ်လိုသုံးလို့ရှိရင်တော့ဘယ်လို AI ဖြစ်လာနေဘယ်လိုတော့သုံးတင်တယ်ဘယ်လိုတော့မသုံးတင်ဘူးဆိုတော့ဒီ awareness တွေပဲကျွန်တော်တို့ကအဓိကကျွန်တော်တို့ကသင်ပေါ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ရတော့ကျွန်တော်တို့ဒီ ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ1996မှာကွန်ပျူတာပညာဖွံ့ဖြိုးဥပဒေဆိုတာရှိပါတယ်အဲ့ဥပဒေအရကျွန်တော်တို့ဒီအသိန်းတွေပေါ့နော်ဥပဒေအရအသိန်းတွေကျွန်တော်တို့ဖွဲ့တာရှိပါတယ်တိုင်းနေပြည်နယ်လိုက်ကျွန်တော်တို့ဒါအသိန်းတွေကိုကျွန်တော်တို့ကဒီစပြီးတော့ဖွဲ့တဲ့ချိန်မှာမြန်မာနိုင်ငံကွန်ပျူတာဝါသရှင်အသိန်းတွေနဲ့ရန်ကုန်မှာစပြီးတော့ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသရှင်အသိန်းတွေနဲ့ကျွန်တော်တို့က စပြီးတော့ဒီနေ့လုပ်ငန်းလေးဖွင့်လှစ်ပြီးတော့ကျွန်တော်တို့ဒါဆောင်ရတာဖြစ်ပါတယ်အတင်းကတော့ကျွန်တော်တို့ဒါဖွဲ့စည်းဖွဲ့စည်းထားတာတနှစ်နေပါတော့ကျွန်တော်ရှိပါပြီတော်တော်လည်းလုပ်ငန်းလေးကကျွန်တော်တို့ကဒါပြင်ဆင်နေတာဖြစ်ပြီးတော့ဒီနေ့မှပဲဒါပြီးစီးတဲ့အတွက်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကဒါကျွန်တော်တို့ဒီရင်းမှုဒလိထုံတန်းဆင်လာတိုင်းပေါ့နော်လုပ်ငန်းဖွင့်ပွဲလေးနဲ့ဒါလှူတန်းပြုလုပ်ပြီးတော့အများကိုဖိတ်ကြားပြီးတော့ကျွန်တော်တို့ကလုပ်ငန်းဖွင့်ပွဲလေးကျမဆောင်ရတာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာဝါနာရှင်အတင်းဆိုတာတော့ ဒါအသုံးစွဲတဲ့သူပေါ့နည်းပညာတွေ hardware တွေ software တွေကိုအဲ user အဆင့်ရနေပြီးတော့တုံးချတဲ့မြေသူမျိုးဆိုမြေသီးကဏ္ဍမှာမဆိုဘူးเนาะ warner paro တော့၎င်းလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာပုံမှန်တော့မြန်ဆောင်တော့၎င်းဒါတုံးချတဲ့သူတွေအားလုံးနဲ့သက်ဆိုင်တဲ့ user နဲ့သက်ဆိုင်တဲ့အသင်းဖြစ်ပါတယ်ကျွန်တော်တို့အပြိုင်ပွဲပေါ့နော်မြို့သားအဆင့်ကွန်ပျူတာပြိုင်ပွဲဖြစ်တဲ့ဒီ National ICT Award ဆိုတာတနိုင်ငံလုံးမှာရှိတဲ့ဒီကျောင်းကျောင်းသားအားလုံးပြိုင်လို့ရပြိုင်ပွဲပေါ့နော်ဒါလည်းကျွန်တော်တို့ကဒါတာဝန်ယူရဆောင်နေရရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ကဒီအသင်းအနေနဲ့က သိပညာပေးဖို့ပြောတဲ့ဟာတွေနောက်ပြီးတော့ပူပေါင်းဆောင်ရွက်တာကျွန်တော်အများကြီးလုပ်သွားမှာပါနောက်ပြီးတော့ကျွန်တော်တို့ကဒီတိုင်းအသင်းတစ်ခုလည်းနေနေမှုပဲနေကျွန်တော်တို့ဥပဒေအရဒီလေဒီခရိုင်ဆင့်မြို့နယ်ဆင့်ဒါရက်ွက်ကြွေရအဆင့်အထိကျွန်တော်တို့ကဒါစိတ်ဝင်စားတဲ့လူခုနှစ်ဦးရှိလို့ရှိရင်ကျွန်တော်တို့ကဒါအသင်းဖွဲ့ပြီးတော့ရကုန်မှာပို့ပြီးတော့အားကောင်းအောင်လို့တိုင်းအသင်းတစ်သင်းတည်းမဟုတ်ဖယ်နဲ့ကျွန်내ခရိုင်တွေပါလစ်လတ်မှုမရှိအောင်လို့ ဒါ14ခံရလုံးမှာ14သိန်းဖြစ်အောင်ကျွန်တော်တို့ဒါစုစည်းပြီးတော့ကျွန်တော်တို့ဒါဖွင့်နေရရှိပါတယ်စုစုစည်းပြီးတော့ဗောနော်ဤပညာဆိုတာကဒီပတ်စံရှိတဲ့သူတွေစက်ပစ္စည်းတွေဝန်ထမ်းတဲ့သူတွေမှာဒါလုပ်လို့ရဖို့ပဲနေဗောနော်ဒီအများစုဝေးရဲ့နေရာလေးမှာဝါနာပါတဲ့ကလေးတွေလူငယ်တွေအားလုံးမှာစုပြီးတော့လုပ်လို့ရရှိရချက်နဲ့ပြောပါတာလို့ပါဖြစ်ပါတယ်ကျွန်တော်တို့သိန်းကိုဒါဝင်ဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘာမှတက်စရာမလိုပါဘူးဟိုအသက်အရွယ်ကန့်သက်ချက်တွေဘာမှရှိစရာမလိုပါဘူးအဓိကကိုယ့်မြန်မာလူမျိုးတွေဒီဤပညာနဲ့ပတ်သက်ပြီးတော့ အစိတ်ဝင်စားတဲ့သူတွေကိုလမ်းကြောင်းမှန်ရောက်အောင်ဝါသနာရှင်ဘဝနေပြီးတော့ပညာရှင်တွေဖြစ်အောင်ကျွန်တော်တို့ကပံ့ပိုးချင်တာဖြစ်တဲ့အတွက်ဝါသနာပါတဲ့မြည်သည့်အသက်ရွယ်မရှိမြည်သည့်ပုံပုံမရှိကျွန်တော်တို့အတင်းအားဒါကြိုးစိုးလက်ပါအားလုံးကျွန်တော်တို့ဒါလက်ခံပါတယ်ကျွန်တော်တို့ကအခုမြန်မာနိုင်ငံကမြန်မာဝါသနာရှင်တင်းကိုပြီးခဲ့တဲ့ကျွန်တော်တို့လွန်ခဲ့တဲ့2023ခုနှစ်လောက်ပဲတရားစပြီးကျွန်တော်တို့ကဆောင်ရွက်ခဲ့ပြီးတော့တိုင်းအဆင့်ကိုလည်းကြည်ကြဲပြန့်ဆောင်ရွက်ဖြစ်နေတာဖြစ်တဲ့အတွက်ရန်ကုန်တိုင်းအဆင့်အသင်းကိုကျွန်တော်တို့ကဒီအမှုဆောင် 38ဦးနဲ့ရွေးကောက်ပြီးတော့ကျွန်တော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်လည်းကျွန်တော်ကတိုင်းစင်တစ်ခုလည်းလုပ်လို့ရှိရင်ခုနအားနှက်ချက်တွေအလိုအချက်တွေရှိနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့မြည်သူမဆိုလည်းပါဝင်နိုင်အောင်ဒါလမ်းဖွင့်ပေးတဲ့အနေနဲ့ခရိုင်အတိအမြင့်နဲ့အတိတရားဤပညာစိတ်ဝင်စားတဲ့ဝါနာပါတဲ့သူတွေလည်းကိုယ့်ရဲ့ကိုယ့်ရွာအတွက်ဤပညာနဲ့အကျိုးရှိတဲ့အလုပ်တွေအများကြီးလုပ်လို့ရအောင်ဆိုလို့ကျွန်တော်ကဒီအသင်းတွေကိုဖွဲ့ရဖြစ်တဲ့အတွက်ဒီအသင်းရုံးငန်းဖွင့်ရနောက်မှာကျွန်တော်တို့ကဒါအခုလည်းကျွန်တော်တို့ကရှိနေပါတယ်ဒီအဖွဲ့တွေအသင်းဖွဲ့ချင်းချင်းကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်တာတွေပြည်တွင်းပြည်ပ ဒါဖွဲ့တွေနဲ့ကျွန်တော်တို့ကပူပေါင်းဆောင်ရွက်တွေတော့တောက်လျှောက်လုပ်သွားမှာပါနောက်ပြီးတော့ရတဲ့ရလက်တွေလည်းအဓိကတင်းသားတွေတင်းသားနေတဲ့ဆင့်အများကြီးသူတွေအားလုံးသိအောင်ကျွန်တော်တို့ကဒီအလုံယုံဆွေးနွေးပွဲတွေတင်နန်းတွေဟောပြောပွဲတွေဒါတွေကျွန်တော်တို့ကဆက်စပ်မပြတ်လုပ်တော့မှဖြစ်ပါတယ်ကျွန်တော်တို့ဒီ AI ကိစ္စကတော့ကမ္ဘာအနှက်မှာလှုပ်ခတ်နေတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒါဝင်ရောက်လာတာဖြစ်တဲ့အတွက်ဒါသက်ဆိုင်ရတဲ့နိုင်ငံတော်အဆင့်အားလည်း AI နဲ့ပတ်သက်တဲ့ကော်မတီတွေအကောင်စီတွေအဖွဲ့အစည်းတွေဖွဲ့ပြီးတော့လုပ်ဆောင်ရွက်နေပါတယ်အဲ့ဒီဆောင်ရွက်တဲ့ထဲမှာလည်းကျွန်တော်တို့လိုအသင်းဖွဲ့တွေကို ထည့်သွင်းပြီးတော့ပေါင်ဖွဲ့ကြည့်ပြီးဆောင်ရွက်နေရှိပါတယ်ကျွန်တော်တို့အသင်းအနေနဲ့လည်းဒီ AI နဲ့ပတ်သက်ပြီးတော့ကြာခင်မှာဒီအဓိကကတော့ကျွန်တော်တို့ကသင်တန်းတွေပေါ့နော်ဒါကျွန်တော်တို့သင်ရဖွင့်လှစ်သွားမယ်သင်တန်းတွေအားလုံးဟာကျွန်တော်တို့ကအဓိကကတော့အခမဲ့နှီးပါပေါ့နော်အခမဲ့ဖြစ်အောင်ကျွန်တော်တို့စီစဉ်ထားပါတယ်အဓိကကတော့အားလုံးတက်နိုင်တဲ့ရည်ရွယ်ချက်ကျွန်တော်တို့အခမဲ့လုပ်ထားဖြစ်ပါတယ်အဓိကကတော့ AI ရဲ့ကျွမ်းကျင်မှု scale ထက်ပေါ့နော် scale ရောနောက် AI ကိုဘယ်လိုသုံးလို့ရှိရင်တော့ဘလို့ NLP ဖြစ်လာနေတယ်ဘလို့တော့သုံးတင်တယ်ဘလို့တော့မသုံးတင်ဘူးဆိုတော့ဒီ awareness တွေပါကျွန်တော်တို့ကအဓိကကျွန်တော်တို့ကတင်သွားမှာဖြစ်ပါတယ်ခင်ဗျာ ဟိုနည်းပညာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကခက်ကပြောင်းလာတယ်ပေါ့ကလေးတွေရဲ့တင်ယူနိုင်စွမ်းတွေကဟိုကျွန်တော်တို့လူကြီးတွေကကြတော့အသက်ကြီးလာတယ်သိမ့်မတင်နိုင်တော့ဘူးကလေးတွေကကြတော့အဲ့လိုမဟုတ်ဘူးသူတို့မှာဆရာတွေကိုတိတ်အောင်ကိုတော့ဘူးသူတို့ကသူတို့လေ့လာတယ်ဒီလိုမျိုး trend တွေပြောင်းလာရှိတဲ့အတွက်ဒါကျွန်တော်တို့ကလေးတွေအားလုံးလုံးနိုင်တယ်ဆိုတော့အဲ့လိုမျိုးဒါပေမဲ့လည်းအဲ့လိုအဲ့လိုတိုင်းလည်းမကောင်းဘူးပေါ့နော်ဟိုကလေးတွေတော့သူတို့ပြီးတော့ကော့ကို software လောက်တာလည်းချိုးချိုးတွေများရှိနိုင်တယ်ပေါ့နော်သူတို့အသင်းတွေနေအဓိကသူတို့ ကိုယ့်အစီအစဉ်နဲ့ကိုလေ့လာတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကပံ့ပိုးပေးသွားမှာဒါပေမဲ့ဘာတွေလုံးတင်နေဘာတွေမလုံးတင်ဆိုတော့လည်းကျွန်တော်တို့ကအဓိကကျွန်တော်တို့ကကလေးနဲ့ဟိုပြောပေးမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ရှိပါတယ်အဓိကတော့ကျွန်တော်တို့အသင်းတွေမှာပါဝင်တာလည်းဒီပညာရေးကဏ္ဍလည်းကျွန်တော်တို့ကများပါတယ်အထူးသဖြင့်ဒီပုဂ္ဂလိကဒီပညာရေးကဏ္ဍလည်းကျွန်တော်တို့အသင်းအဖွဲ့မှာအများကြီးပါဝင်ပေါင်းနိုင်လို့ရှိပါတယ်အသင်းအဖွဲ့အနေနဲ့လည်းအဲ့လိုမျိုးဒီဟောပေါ့ဒီနိုင်ငံတကာတိုင်ပွဲတွေပေါ့အများကြီးပေါ့နော်ကျွန်တော်တို့ဒီပုဂ္ဂလိကကလေးတွေအရှင်ရောနောက်ပြီးတော့ကျွန်တော်တို့ဒီ ဒီအစိုးရလုပ်ငန်းရှင်တွေအတွက်ကောဆွေးရကဏ္ဍအနေနဲ့ကျွန်တော်တို့ကဒီ ASEAN ဆင့်ဒီနိုင်ငံကဆင့်ပြန်ပွဲတွေအများကြီးလည်းကျွန်တော်တို့အတင်းအကျပ်ဆောင်ရွက်တာရှိပါတယ်အဲ့လိုရခဲ့တဲ့ကလေးတွေကိုရမှာမဟုတ်ပါကျွန်တော်မသွားခင်တည်းကဒီကလေးတွေဘာတွေလိုလဲဘာတွေသင်ပေးဖို့လိုလဲအစားဒီမှာတင်တန်းတွေဖွင့်ပြီးတော့ပြန်ပွဲနဲ့ကလေးတွေကိုဖိတ်ခေါ်ပေးတာမျိုးစူးစီးပေးတာမျိုးဟိုဘက်ကိုရှင်းပေးပေးတာမျိုးဆိုတော့ကျွန်တော်အများကြီးကျွန်တော်တို့ဒါတို့တိုင်းရှိပါတယ်။မကြာခင်မှာလည်းကျွန်တော်တို့ကဒါဒီပြည်တွင်းမှာမြို့သားဆင့် ICD ပြိုင်ပွဲအချို့နိုင်ငံတကာပြိုင်ပွဲတွေအနေနဲ့ကျွန်တော်တို့ကဒီ တို့လည်းအပီတာတို့တခြားစသဖြင့်ပြန်ပြောရအများကြီးကျွန်တော်တို့ဒါလုပ်တာရှိပါတယ်နော်အဲကျွန်တော်တို့အသင်းအဖွဲ့အနေနဲ့ကမြန်မာနိုင်ငံအနေနဲ့ကကျွန်တော်တို့အသင်းအဖွဲ့အနေနဲ့ကအဓိကဥဆောင်ပြီးတော့ပြန်ကျင်တဲ့ကလေးတွေကိုပြန်ခွင့်ရအောင်တင်ပေးတာကိုပြန်လာရင်လည်းကျွန်တော်တို့တို့ချိမြောက်တာလို့ဆောင်ပေးလက်ရှိပါတယ်ခင်ဗျာ